င်္ဂလာပါရှင်။တပတ်အတွင်းမှာထူးခြားဆုံးသတင်းတွေနဲ့ပြည်သူတွေကြားဆက်ဝင်စားမှုများဆုံးဖြစ်ခဲ့တဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးမယ်။တပတ်အတွင်းထူးခြားသတင်းများအစီအစဉ်ဖြစ်ပါရရှင်။ထက်တန်းပညာရေးစနစ်တမ်းမှာဥပဒေပညာရပ်ကိုထည့်သွင်းတင် जा နိုင်ဖို့စစ်ကောင်စီကပြင်ဆင်ဆောင်ရွက်နေတဲ့ပေါ်ပညာရေးအသိုင်းအဝိုင်းနဲ့ဥပဒေပညာရှင်ကြားမှာဝေဖန်မှုတွေမြင့်တက်နေတဲ့တဲ့ရင်ကိုပြန်လည်ထုတ်လွှင့်ပေးလိုက်ပါတယ်။အခြေခံပညာအထက်တန်းအဆင့်စနစ်တမ်းမှာဥပဒေဘာသာရပ်ကိုထည့်သွင်းတင် जा နိုင်ဖို့ ဆရာဆရာမတွေကိုသင်ကြားရေး TOT သင်တန်းတွေစတင်ပေးနေပြီဖြစ်ပြီးဒီပေါ်မှာပညာရေးတိုင်းဝိုင်းနဲ့ဥပဒေပညာရှင်တွေကဝေဖန်ထောက်ပြနေကြပါတယ်။စစ်ကောင်စီကပေးတဲ့ဥပဒေပညာရက်ဟာဟန်ပြတာဖြစ်နိုင်ပြီးចောင်းသားចောင်းသူတွေကိုဥပဒေနဲ့ပတ်သက်တဲ့အကြောက်တရားတွေကိုသာသင်ကြားနိုင်ကြောင်း CDM ចောင်းဆရာဆရာနောင်ချိုကဝေဖန်ပါတယ်။စစ်ကောင်စီဘက်ကပြောတဲ့ဥပဒေပညာရက်ဆိုတာဘယ်လိုပုံစံဖြစ်မလဲတော့ကျွန်တော်မသိဘူးပေါ့နော်။ဒါပေမဲ့ဖြစ်နိုင်ခြင်းများတာကတော့သူတို့ ဒီအကြောက်တရားပေါ့ဗျာဒီဘယ်အောင်လုပ်ရင်တော့ဘေးပုံမှန်နဲ့ညီစွန်းနေဆိုတဲ့အခါမျိုးတွေကိုအဓိကထဲ့ထဲ့ဖို့ပဲသူတို့လောက်ကြမယ်လို့ထင်တာပဲဆယ်ကျော်သက်တွေကိုအဲအဲ့ဒီဟာတွေရိုက်သွင်းဖို့အတွက်စဉ်းစားတာမျိုးလည်းဖြစ်နိုင်တာဗောနော်ဒါပေမဲ့ဘယ်လိုဖြစ်မယ်တော့ကျွန်တော်သိချာမသိပါဘူးအဲ့လိုပုံစံမျိုးဖြစ်ဖို့တော့ပုံများတယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်ဘယ်လိုပြောမလဲဟန်ပြတသက်ပဲဖြစ်မှာပါအဲ့လိုဥပဒေပညာရဲ့လိုဟာမျိုးတကယ်ပေးဖို့အတွက်ဒီရက်တူတင်တန်းလောက်နဲ့ပေးပြီးတော့အဲ့ဒီဆက်စမတွေကပြန်တင်နေဆိုတဲ့ဟာကြီးက တကယ်လည်းတွေ့ကြတော့မဖြစ်နိုင်ဘူးများပါတယ်အဲ့ဒါကဒီចောင်းသားចောင်းသူတွေကသက်ခံပုံစံပဲဖြစ်မှာပေါ့နော်ဟိုတကယ်နားမလည်ပဲနဲ့ဟိုအယူကောက်လွဲတာတွေကိုပြန်ပေးပြန်တင်ချလို့ရှိရင်ဒါကပူကျိုးရှိတာမျိုးမဟုတ်ပဲနဲ့စိတ်တော့ပဲဖြစ်စီမှာပေါ့နော်အဲ့ရတော့ကျွန်တော်ကတော့အဲ့လိုတော့ထင်ပါတယ်ဟုတ်တရားဥပဒေစိုးမိုးဖို့ဥပဒေအဖွဲ့အစည်းတွေပေါ်ယုံကြည်အားကိုးစေဖို့နဲ့ပြည်သူတွေဟာဥပဒေကိုနားလည်ဖို့စီမံချက်တစ်ခုအနေနဲ့ပန်းနိုင်ငံရဲ့ချမှတ်ခဲ့ရမှာ အခြေခံပညာရေးအထက်တန်းအဆင့်၁၂တန်းမှဥပဒေဘာသာရပ်ကိုထည့်သွင်းပို့ချနိုင်မှုအတွက်ဆရာဖြစ်တင်နန်းတွေစတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့အော်တိုဘာလ၁၇ရက်မှာ ပြုလုပ်ခဲ့တဲ့ဥပဒေရေးရာဝန်ကြီးဌာနတွေ့ဆုံပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။တရားလွှတ်တော်ရှေ့နေတယောက်ကတော့ဒီပေါ်မှာဝေဖန်မှုတွေရှိနေပေမယ့်ထူးထူးခြားခြားပြောင်းလဲမှုတွေရှိလာမှာမဟုတ်ကြောင်းကိုပြောပါတယ်။အာတာကျဲအနေနဲ့ကတော့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့ဗောနော။ဝါသနာပါတဲ့လူတွေဥပဒေပညာကို လိလာခြင်းတဲ့သူတွေတို့ကတော့ဒါဟာလိကားတစ်ထစ်လိုပဲမြင်တယ်ပေါ့နော်တင်နန်းကနေတင်ပြလိုက်တဲ့တင်ယုံညွန်နိုင်နိုင်ပဲတင်နေမယ်ဆိုလို့ရှိရင်တော့စာကိုဖတ်ပြီးတော့သင်ကြားတဲ့ပုံစံပဲဖြစ်သွားမယ်အဲ့ဒီခါကျရင်ကျောင်းသားဘာဖြစ်သွားမလဲဆိုဥပဒေပညာရက်ဒီဘလောက်တော့မှပြင်းစရာကောင်းပါလားဆိုတော့ကိုသိသွားရင်တော့အဲ့ဒီလူတယောက်တော့ကဥပဒေဟာပြင်းစရာကြီးပါလားလို့ထင်သွားလိမ့်မယ်တင်ယုံညွန်နန်းမှာဥပဒေပညာကိုထည့်သွင်းပေးမယ်အချက်တည်းဝေဖန်မှုတွေတော့ရှိနေတယ်ဆိုပေမဲ့တကယ်တော့အမှန်တမ်းပြောရင်တော့ ဘာမှတော့သိပြီးတော့ထူးခြားတဲ့ပြောင်းလဲမှုကြီးမဟုတ်ဘူးအစိုးရအကြောင်းဆရာဆရာမတွေအပြင်ပုဂ္ဂလိကဆရာဆရာမတွေကိုပါဥပဒေဘာသာရပ်ဆိုင်ရာ TOD သင်တန်းတွေတက်ရောက်ဖို့ညွှန်ကြားထားကြောင်းသိရပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွေထဲမှာပဲဆရာတွေအနေနဲ့သင်တန်းတွေတက်ရောက်နေရပြီးသင်ကြားရေးဆရာလုံလောက်မှုမရှိတဲ့အတွက် သင်ကြားရေးပိုင်းမှာအခက်အခဲတွေရှိနေကြောင်းပုဂ္ဂလိကဆရာတယောက်ကလည်းပြောပါတယ် ကျွန်တော်တို့ကဦးပြောင်းထားပြောင်းလဲထားတဲ့စနစ်တစ်ကြီးတွေတင်ယူมาပဲကျွန်တော်တို့ပပိကဆရာတွေရောအစိုးရကြောင်ဆရာတွေရောတော်တော်ကြီးကိုခက်ခက်ခဲခဲဟိုလေးလာတင်ယူနေရတယ်ပေါ့နော်ဆရာဘက်ကလေးလာတင်ယူရတာခက်ခဲတယ်လို့ခလေးတွေကလည်းမနေလိုက်ရခဲ့ပြီးတော့ လုံးမရတာကိုတွေ့ရှိရတယ်ပေါ့နော်အဲ့လိုဖြစ်နေတဲ့အချိန်ဒီမှာဒီလိုဆရာလိုဝဲချက်တွေသင်ယူရလိုဝဲချက်တွေကိုဖြည့်ဆည်းတာမဟုတ်ဘဲနဲ့အကြောင်းမတည်တဲ့ဥပဒေပညာရေးကိုထည့်သွင်းတာကတော့တော်တော်အသေးပဲမရှိဘူးလို့မြင်မိတယ်ပေါ့နော်အဓိကတော့ကလေးတွေကစာအတက်တစ်ခုထပ်လုပ်ရတာမျိုးကိုသူတို့တွေမနေမျိုးသူတို့ဆရာကြီးအနေနဲ့ကလည်းဟိုထပ်ပြောတဲ့ဆရာကြီးအလုံးလုံးရှိတာမဟုတ်တဲ့ကြောင်းမလွယ်ဘူးပေါ့နော်ဆရာကြီးအနေနဲ့လည်းသူလုံးချင်တာကိုသူထားလုပ်တော်လို့ပဲကျွန်တော်တို့မြင်တယ်ပေါ့နော်ခင်မီဖွံ့ဖြိုးတိုးတက်ပြီးတည်ငြိမ်အေးချမ်းတဲ့နိုင်ငံကိုတည်ဆောက်နိုင်မှု လူတိုင်းဥပဒေကိုသိရှိလိုက်နိုင်ရမှာဖြစ်လို့အခြေခံပညာရေး grade 11နဲ့ grade 12တွေမှာဥပဒေဘာသာရပ်ဆိုင်ရာတွေကိုသင်ကြားပို့ချရမယ်လို့စကောင်းဆောင်က2024ခုနှစ်ကမ္ဘာ့ဆရာများနေအထိမ်းမဲ့တဝန်လာမှာကတည်းကထည့်သွင်းပြောကြားခဲ့ပူပါတယ်ကျမဝေပါအခုတစ်ခါမှာတော့စကိုင်းတိုင်းဘက်ကသတင်းတပုတ်နဲ့ဆက်ချင်ပါတယ် ပွဲလန်းတပင်တွေကထွက်တဲ့ဆူညံတန်းတွေဟာလေချောင်းရံကာကွယ်ရေးအတွက်အနောက်ရှက်ဖြစ်စေတဲ့အတွက်ဘာသာရေးအလူပွဲမင်္ဂလာဆောင်တွေမှာစိုင်းဝိုင်းအငိတ်ဇပွဲစတာတွေနဲ့ဖြိုးပြတာမလုပ်ဖို့တပည့်မျိုးနယ်ပြည်သူအုပ်ချုပ်ရေးဖွဲ့ကထုတ်ပြန်တဲ့အကြောင်းကိုပြန်လည်တင်ဆက်ပေးလိုက်ပါရစေ။မြမပြည်အလဲပိုင်းစကိုင်းတိုင်းတွေကကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေကိုစစ်ကောင်စီတပ်ကလေချောင်းတိုက်ခိုက်မှုတွေနေ့စဉ်ဒီပါပြုလုပ်နေတယ်လို့ဒေသခံတွေကပြောကြပါဗျ။စကိုင်းတိုင်းတပည့်မျိုးနယ်မှာလည်း စစ်ကောင်စီတပ်ကပြည်သူလူထုစုဝေးတဲ့နေရာတွေကိုဥတီပြီးမကြာခဏလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အတွက်တာရေးနာရေးပွဲတွေမှာဆိုင်းဝိုင်းအငိတ်ဇက်ပွဲတွေထဲသွင်းဖျော်ဖြေခြင်းမပြုလုပ်ဖို့တပရင်းမြွနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအောက်တိုဘာလထဲမှာထုတ်ပြန်ထားပါတယ်စစ်ကောင်စီဟာတပရင်းမြွနယ်တွေကိုစက်တက်လေဒီအပြင်ဂျက်ဖိုက်တာတွေနဲ့ဘုံတိချတာလေကြောင်းတိုက်ခိုက်တာတွေအဆက်မပြတ်လုဆောင်နေတဲ့အတွက်ပြည်သူတွေအနေနဲ့ဘာသာရေးအလှူပွဲမင်္ဂလာဆောင်ပွဲတွေပြုလုပ်ခြင်းပါရမှာ ဆိုင်းဝိုင်းအငိမ့်ဇက်ပွဲစရရီနဲ့ထဲသွင်းအခန့်ဖြတ်ပေးခြင်းမပြုလုပ်ကြဖို့တားမြစ်ထားပါတယ်တလားကမောက်ကလူကြီးရဲ့အကြီးဆုံးရဲ့အကြီးခံခံရတယ်။ကျွန်တော်မြင်နေသည်ဒီကြောင့်ဖြစ်ခံရမှုအကြီးအားဖြင့်ဆိုရင်များနေတဲ့အတွက်ကြောင့်ဒီလူကြီးကြီးကနေတော့ရောက်ဖို့ပြည့်ပြရာဖြစ်ပါတယ်။ဒီတော့ကျွန်တော်တက်နိုင်သူရောရှင်းပြဆောင်ရရတာ ီတပ်အနေနဲ့လည်းတပင်းရင်းမြို့နယ်ကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ရေဦးမြို့နယ်ဘက်ကပါလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေလှုပ်ဆောင်နေတယ်လို့ဆိုပါရယ်တပင်းရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့လည်းတော်လိုင်းအင်အားစုတွေပူးပေါင်းပြီးလေကြောင်းအနေနဲ့ကာကွယ်ရေးတရုတ်ပြမှုတွေလှုပ်ဆောင်နေတယ်လို့ဘုံခိုခြင်းတွေတူဖို့အတွက်လည်းကူညီထောက်ပံ့ပေးနေတယ်လို့ဆိုပါရယ်ကာကွယ်ရေးတပ်ဖွဲ့တွေဟာပြည်သူတွေကိုအသိပေးဖို့လေကြောင်းသတင်းတွေကင်းထောက်ရမှာနှီးပညာမြင့်စက်ကရီယာတွေမတုံနိုင်ပဲ လူအရင်းမြစ်ကိုတုံးကအတန်နားထောင်ပြီးသတင်းပို့ရတာဖြစ်တယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောကြပါဗျ။ဒါကြောင့်ပွဲလန်းသပင်တွေကထွက်တဲ့စုညံတန်တွေဟာလေချောင်းရကာကွယ်ရေးအတွက်အနောက်ရှက်ဖြစ်စီပြီးလေချောင်းသတင်းအချိန်မီမပေးပို့နိုင်တဲ့အခါပြည်သူထိခိုက်ဒေဆုံးမှုများရတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ကစီရေးလှုပ်ရှားမှုမရှိတဲ့ဒေသတွေမှာပါလေချောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီးအဲ့ဒါတွေကိုတံပြန်တိုက်ခိုက်ဖို့မတတ်နိုင်တဲ့အခြေအနေဖြစ်တဲ့အတွက်လူစုလူရေးများတဲ့ပွဲလန်းသပင်တွေကိုတားဆီးတာက အထိခိုက်နေစေတဲ့ကာကွယ်ရေးနည်းလမ်းဖြစ်တယ်လို့ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်သူတို့တိုက်ခိုက်တဲ့အခါအထိခိုက်မှုတက်တော့ကာကွယ်ဖို့နည်းလမ်းတွေသုံးရတာပေါ့ဒီထဲကနည်းလမ်းတွေကတော့လူစုလူဝေးများတဲ့ပိုလန်းသပင်တွေကိုတားဆီးတာကအထိခိုက်နေစေတဲ့ကာကွယ်နည်းတွေကတနည်းပါပဲစစ်တပ်ကလူစုလူဝေးများတဲ့နေရာတွေကိုပဲပြည်သူများများသိဖို့ရွေချက်ရှိတိုက်ခိုက်တက်ဖြတ်နေတာသဘောဆိုတော့ဒီပွဲတွေရှောင်ကျင်တာအကောင်းဆုံးပေါ့နောက်အဲ့ဒီပွဲလန်းသပင်တွေကနေပြီးတော့ ်စုညံတန်တွေကလေကြောင်းကင်းထောက်ဖို့တော်တော်အနောက်ရှက်ပြီးတယ်။ပြီးခဲ့တဲ့အော်တိုဘားလ6ရက်သတင်းချွတ်လာပြညကလည်းစကိုင်းတိုင်းချောင်းဦးမြို့နယ်ဘုံတို့ကျေးရွာမှာစီမီးတပိတ်ကျင်းပနေချိန်စစ်ကောင်စီတပ်ကပါရာမော်တာနဲ့လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ24ယောက်သေဆုံးပြီးအယောက်60ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ကျမဒီရီပါ နောက်ထပ်စီရေးသတင်းတစ်ပုဒ်အနေနဲ့တော့ပူတာအိုခရိုင်ခေါလံဖူးမြို့နယ်ရှိပြည်သူစစ်တပ်စခန်းတွေတိမ့်ပိုက်ခံရပြီးတဲ့နောက်စစ်တပ်ကလမ်းဆန်ကြေးရွာအပါအဝင် အနီးတဝိုက်ကြေးရွာတွေကိုဇက်တိုက်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့သတင်းကိုပြန်လည်ထုတ်လွှင့်ပေးလိုက်ပါတယ်။ပူတာအိုခရိုင်ခေါလံဖူးချာနေပြည်သူစစ်နယ်စစ်တပ်ပူပေါင်းတပ်တွေဘက်ကတပ်စခန်းတစ်ခုကိုလွတ်လွတ်ရပြီးတဲ့နောက်အောက်တိုဘာ20 21ရက်22ရက်ထိ၃ရက်ဆက်တိုက်လမ်းဆန်တရတာကိုပုံကျဲတိုက်ခိုက်နေတာလို့ဒေသခံတွေစီကသိရပါတယ်။ တုံးလေးရက်ဆက်တိုက်ရှိပြီပေါ့နော်20ရက်ကတည်းကနေဆိုရင်တော့မင်းညာဒီလမ်းစတဝိုက်မှာပေါ့ပုံကျဲသွားတာအလုံး20လောက်ရှိမယ်ပြီးတော့ဒီတနေ့က21ရက်နေ့ကပုံကျဲတော့ဆိုနေဒီဖျားကြောင်းတဲ့လူလူနေတချို့ပေါ့နော်ဖြစ်စီသွားတာရှိတယ်ပြီးတော့ရွာနာပြန်ကြတာကတော့တုံတုံပေါ့နော်ဟို20ရက်နေ့ကတော့အဲ့လမ်းစရွာနာကအာလပေါ့ဆိုရဲကြီးရပါပေါ့နော်အနာကရွာကမြို့သားတယောက်တော့တည်ထားတယ်ပေါ့နော် အခုတို့တို့ဒီစကိုင်းရှုံလာလို့အနည်းအနည်းစားပြီးဝယ်တွင်နဲ့အာတပိတာ၃ရက်ရှိနေပါအဒူဘလာ၂၀ရနေ့ကစစ်တပ်ဘုံကျဲခဲ့တာကြောင့်လမ်းဆဲအနီးလပေါ်ကြီးရွာကရွာခံအမျိုးသားတဦးတည်ဆုံခဲ့ပြီးအဒူဘလာ၂၇ရနေ့မှာလည်းစစ်တပ်ရဲ့လေကြောင်းဘုံကျဲမှုကြောင့်လမ်းဆဲထဲကပြည်သူပိုင်စည်းဆိုင်တခုထိခိုက်ပျက်စီးသွားခဲ့တယ်လို့တန်တီရွာနဲ့ငပီရွာရင်ထဲကနေအိမ်တချို့အပအဝင်ဖျားကျောင်းဆောင်တွေလည်းပျက်စီးသွားတယ်လို့သိရပါဗျ။ ကြပြင်အောက်တိုဘာ22ရက်နေ့စစ်တပ်ကအကြိမ်20ထက်မနည်းလမ်းဆဲတဝိုက်ကိုပုံကျဲသွားတာလည်းဖြစ်ပါတယ်။အောက်တိုဘာလ19ရက်နေ့ကခါလွန်ဖူးမြို့နယ်ရှီလန်ဒန်တီယွာနီရှိပြည်သူစစ်တပ်စခန်းတစ်ခုကို KIA ပေါင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့ပြီးအောက်တိုဘာ20ရက်နေ့မှာလည်းမခေါင်တမ်းကြီးရွာတောင်ကုန်းရှိပြည်သူစစ်တပ်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။မကောက်တန်းကြီးရွာစူတောင်ကုန်းရှိပြည်သူစစ်တပ်စခန်းဟာလမ်းဆဲနဲ့ခေါလံဖူကြားမှာရှိတဲ့လာဟင်စင်ကျန်ရီတပ်စခန်းနဲ့အနီးကပ်ဆုံးရှိနေပြီ မခောက်တန်းရွာစုတောင်ကုန်းတောင်ပေါ်မှာအခိုင်အမာတက်ချထားတဲ့ပြည်သူစစ်တပ်စခန်းကြီးတစ်ခုဖြစ်တယ်လို့ KAC ဒီမြေကတီးရပါတယ်။ဒိန်လိုက်တဲ့စခန်းတွေရောဒီလန်စင်းနဲ့ခေါလံဖူချာကစခန်းတွေပေါ့နော်။ကျော်ရုံးနဲ့ညီတဲ့စခန်းတွေဝတီရွာပြင်စခန်းကုန်းအတိုင်းစခန်းတွေရဲ့ရောဒီတော်တိုင်းချင်းမသူတို့ဘက်ကထွက်ပြေးသွားတာပေါ့နော်။အဲ့ဒါနဲ့ဒီခေါ်လိုက်တာဖြစ်မယ်။စကောမရှင်တပ်တွေလန်ဆယ်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အခါအဲ့ဒီတက်စကန်တွေမှာအရင်စူးစီးပြီး ထိုးစစ်ဆင်လေးရှိတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလကအော်တိုဘာလဆန်ပိုင်းမှာခေါလံဖိုးချာနေပြည်သူစစ်နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဟာလန်ဆယ်ရှင်မော်တီရာကို KIU KIA လက်ထက်ကနေရယူနိုင်ဖို့ထိုးစစ်အင်စာခဲ့ပေမဲ့တိုက်ပွဲမအောင်မြင်ပဲဆုတ်ခွာလိုက်ရပြီးတဲ့နောက်လက်ရှိမှာ ခေါလန်ဖူးပူတာအိုဘတ် TC ရဲ့အခြေအနေတင်မာနေတာဖြစ်ပါတယ်။ကချင်ပြည်နယ်ကြည်ဖွေခရိုင်ဆော်လိုမြို့နယ်ရွှေထွက်တည်တာဖြစ်တဲ့လန်စင်မြို့တစ်ခုလုံးကိုကချင်လွတ်လပ်ရေးတပ်မတော် KYA နဲ့ပူးပေါင်းတပ်တွေက2024ခုနှစ်နိုဝင်ဘာ10ရက်နေ့မှာတင်ပိုက်ချနိုင်ခဲ့တာပါ။ခေါလန်ဖူးပြည်သူစစ်တွေနဲ့စစ်ကော်မရှင်ပူးပေါင်းတပ်တွေစုပေါင်း180ဝန်းကျင်ထိုင်ထားတဲ့လာဟီစင်ရှိတဲ့စခန်းကို KYA နဲ့ပူးပေါင်းတပ်တွေက2024ဒီဇင်ဘာလထဲမှာတင်ပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ဂျမဟန္နာပါ။ နောက်ဆုံးတစ်ပုတ်အနေနဲ့ NLD ဘိုကော်မတီဝင်တွေနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ကိုတွေ့ဆုံခွင့်ရရတဲ့ဆိုတဲ့တဲ့ဟာမှန်မှန်ကန်ဘူးလို့ဘိုကော်မတီဝင်ဒေါက်တာမြို့ညွန့်ကပြောဆိုတဲ့တဲ့ကိုပြန်လည်တင်ဆက်ပေးလိုက်ပါရစေ။ NLD ဘူကွန်ဒီဝင်းနေဖြစ်တဲ့ဒေါက်တာတင်မြင့်ဝင်းနဲ့ဦးသိန်းဦးတို့နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ကြောင့်ဆန်းစုကြည်ကိုတွေ့ဆုံဝင်ရတယ်ဆိုတဲ့သတင်းတွေပြီးခဲ့တဲ့ရက်ပိုင်းကအင်တာနက်လူမှုကွန်ရက်မှာထွက်ပေါ်ခဲ့တာပါဒီတဲ့ညအမှန်ကန်မှုမရှိသလိုတန်လျာဖြစ်စရာအခြေအနေရှိတဲ့အတွက်ဒေါန်ဆန်းစုကြည်ရဲ့ကျမ်းမာရေးကိုပိုပြီးစိုးရိမ်တယ်လို့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ဘူကော်မတီဝင်ဒေါက်တာမျိုးညွန့်ကပြောပါတယ်။ 好好讲好。嗯 တောင်ဆန်းစုကြည်ကိုသူရဲ့ရှင်းနေဖွဲက2022ဒီဇင်ဘာလထဲမှာနောက်ဆုံးတွေ့ခွင့်ရခဲ့တာဖြစ်ပြီးအဲဒီနောက်ပိုင်းအချိန်၃နှစ်နီးပါးကြာတဲ့အထိပြင်ပနဲ့ထိတွေ့ခွင့်မပေးတော့ဘဲစစ်ကောင်ဆောင်ကတည်င်းအမှောင်ချခဲ့ပါတယ်။တောင်ဆန်းစုကြည်ကိုဖောက်ခံတဲ့ပြည်သူတွေကိုစစ်ကရေးရာတိုက်ခိုက်ချင်တာမကြခင်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကအမြင်ပြောင်းစေချင်တာတွေကြောင့်တည်င်းအမှားတွေကိုစစ်ကော်မရှင်ကရည်ရွယ်ချက်ရှိရှိဖြန့်ဝေနေတာဖြစ်တယ်လို့နိုင်ငံရေးကျင်းသားဟောင်းတယောက်ကမှတ်ချက်ပေးပါတယ်။ တာဝန်အရှိဆုံးကတော့စစ်ကော်မရှင်ဖြစ်တယ်ပေါ့နော်ဒေါက်ဆန်းစုကြည်ကိုဖယ်နေရမှာထားတယ်ဘလို့အခြေအနေမျိုးတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတယ်ပွင့်လင်းမြတ်သားမှုရှိတယ်ဟာဒေါက်ဆန်းစုကြည်ကတော့ဒီလိုအခြေအနေရှိပါတယ်ဒီမှာတော့မြင်တဲ့အတိုင်းမှာအဲ့လိုမျိုးပွင့်လင်းမြတ်သားမှုနဲ့ ူ့ဘက်ကနေဂုံတက်ကရှိရှိလုပ်ဖို့တော့လိုတယ်အဲ့လိုမဟုတ်ဘူးဆိုရင်ဒူလောဒူလောဒူလောနဲ့ပို့တရပို့တိုးပြီးတော့ကျွန်တော်တို့ကတော့စိုးရင်ပကင်းဖြစ်မိတယ်ဗျအဓိကတော့သူ့ရဲ့နိုင်ငံကြီးထွက်ပေါက်နိုင်ငံကြီးအကျိုးမြတ်အလို့ငါအထူးသဖြင့်တော့ရွက်ကောက်ပွဲပေါ့ရွက်ကောက်ပွဲအပေါ်မှာအာယုံပြောင်းတယ်လို့တော့ကျွန်တော်တို့ကအဲ့လိုရှုမြင်သုံးသပ်တယ်ဒါတောင်ဆန်းစုကြည်ကိုအသုံးချတယ်လို့တော့ကျွန်တော်တို့ကရှုမြင်သုံးသပ်တော့အဲ့ဒီအဲ့ကိစ္စနဲ့ပတ်သက်လို့ပြင်းပြထန်ထန်ကန့်ကွက်တယ်ချုံချတယ်လို့တော့ကျွန်တော်ဒေသကပါကြပါတယ် ဆရာနာစတဲ့နေ2023 February တနင်္လာနေ့အစောပိုင်းကလေးကနိုင်ငံတော်ဥက္ကဋ္ဌပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်သမရဦးဝင်းမြင့်တို့အပါအဝင် NLD အစိုးရနဲ့ပါတီထိပ်တန်းကောင်းဆောင်တွေကိုစစ်ကောင်းဆောင်ကဖမ်းဆီးထိန်သိမ်းခဲ့တာပါအသက်80ရွယ်ဒေါက်ဆန်းစုကြည်ကိုစစ်ကောင်းရှင်တရားရုံးက2029နှစ်အထိချမှတ်ထားပြီးဘယ်နေရာမှာထိန်သိမ်းထားလဲဆိုတာကိုတော့အတိအလင်းသတင်းမထုတ်ပြန်ခဲ့ပါဘူးကျွန်တော်တုဒ္ဒချန္တာပါ ဟုတ်ကဲ့ပါဒါတွေကတော့တပတ်အတွင်းပြည်သူတွေစိတ်ဝင်စားမဲ့သတင်းတွေကထူးခြားတဲ့သတင်းလေးတွေကိုပြန်လည်ကောက်နှုတ်တင်ပြပေးကြတာဖြစ်ပါတယ်နောက်တစ်ပတ်မှလည်းပြန်လည်ထုတ်လွှင့်ပေးဦးမှာပါ DVB ရုံးမြင့်တန်ကြားကိုကြည့်ရှုအားပေးနေကြသူများလို့ဆန္ဒပြသွားကြပါသေးရှင်ကျွန်မကတော့ဒီဂျူလိုက်ပါ